်အားလုံးပဲမင်္ဂလာပါရှင်အဲတော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြာတော့လေကျွန်တော်ကဘယ်လိုမှလို့ဘောနော် in နဲ့တွဲပြီးတော့သုံးတဲ့ prepositional phrase တွေရယ်ဘောနော်စလုံးအချို့ဘောနော်အဲ့ဒီအကြောင်းလေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင် Okay အဲ့တော့အရင်ဆုံး prepositional phrase ဆိုတာဘာလဲ prepositional phrase ဆိုတာကျွန်တော်တို့ preposition တစ်ခုခုနဲ့စပြီးတော့ဘောနော်ခုနောက်ကကျွန်တော်တို့ noun ဒါမှမဟုတ်ရှင် pronoun ဒါမှမဟုတ်ရှင် noun phrase အဲ့လိုပဲမှာဆိုရင် noun လို့လွယ်မှတ်လို့ရတယ်ဆိုတော့ preposition နဲ့စတယ် noun နဲ့ဆုံးတယ် ဲ့ဒီစကားလုံးအုပ်စုလေးကိုကျွန်တော်တို့က preposition and phrase လို့ခေါ်ပါလိမ့်ရှင်။ Okay အခုကဒါ A နဲ့တွဲသုံးတဲ့စကားလုံးတွေကအချို့ကိုကျွန်တော်ကပေါ့နော်အသုံးပြတဲ့အချို့ကိုကျွန်တော်ကရှင်းပြပြီးမှပါနော်။ Okay အဲ့ဒါဒီမှာ A နဲ့သုံးထားတာဆိုတော့ဒီမှာဆိုလို့ရှင် in a hurry ဒါဆို preposition and phrase ပေါ့နော်။ in a mess in love in a good mood ဒါမို့ in a bad mood not in advance အမျိုးလေးကိုကျွန်တော်တို့က preposition and phrase လို့ခေါ်တယ်ပေါ့နော်။ Okay ကျွန်တော် in a hurry ဆိုလို့ရှင်သူရဲ့အဓိပ္ပာယ်ကအလင်းလူတာ။ in a mess ဆိုလို့ရှိရင်ရှုပ်ပွားနေ in love ဆိုလို့ရှိရင်ချစ်နေတာ in a good mood ဆိုလို့ရှိရင်ကျွန်တော်စိတ်ကြည်နေတာအဲ့တော့သူရဲ့စမ်းချက်မှာ in a bad mood ဆိုလို့ရှိရင်တော့ကျွန်တော်စိတ်မကြည်တာပေါ့ now in advance ဆိုလို့ရှိရင်ကြိုတင်တာတခုခုကြိုတင်တာပေါ့နော် okay အဲ့လိုမျိုးလေးတွေကိုကျွန်တော်ဒါသုံးလို့ရတယ်ပေါ့နော်ဒါအသုံးများတဲ့ဒါ in နဲ့တွဲပြီးသုံးတယ် preposition နဲ့ phrase စလုံးအချို့ပေါ့နော် okay ဥပမာလေးနဲ့ကျွန်တော်ထပ်ပြီးရှင်းပြပေးပါမယ်နော် okay ဒီမှာဆိုလို့ရှိရင် I can't talk right now as I am in a hurry. အဲ့တော့သူကတော့ငါအခုလုံးဝစကားမပြောနိုင်ဘူးဆိုတာစကားပြောလို့စကားမပြောနိုင်ဘူးပေါ့နော် as i am in a hurry ငါအလင်းလိုနေရမှုလို့ပါ Okay နော်ငါ is a mess why why is the whole house in a mess ဘာလို့တအိမ်လုံးကြီးရှုပ်ပွားနေရလဲတဲ့ in a mess ဒီမှာကျွန်တော်တို့ဒီ preposition of phrase ဒီမှာကျွန်တော်တို့မှာ ဘတ်ဖလူဝေးနဲ့တွဲရတယ်เนาะဒါလေးတော့မြင်ရမယ်ပေါ့เนาะကျွန်တော်ကိုယ်ဒီမှာပြီเนาะ Okay now example I am in a good mood for the good news ငါတရင်ကောင်းအတွက်ငါစိတ်ကြည်နေတယ်ဒီမှာ I am in a good mood ထားပါတော့စိတ်မကြည်ဆိုလို့ရှင်တော့ I am in a bad mood ပေါ့ Okay now now example I think they are in love သူတို့ချစ်နေကြတယ်လို့ငါထင်တယ်ဒီမှာသူလည်းပဲဘတ်ဖလူဝေးနဲ့တွဲတယ်เนาะ Okay now number 5 you have to send it a week in advance ဒါတော့သူကအဓိပ္ပာယ်ကျတော့မင်းပေါ့နော်ဒီဟာကိုတပတ်ကြိုပြီးတော့မင်းပို့ကိုပို့ရမယ်နော်တဲ့ဒီမှာ in advance ကကြာကျွန်တော်တခုခုကိုကြိုတင်တဲ့အဓိပ္ပာယ်ဖြစ်သွားတာပေါ့ဟုတ်ကဲ့နော်ဟုတ်ပါပြီရှင့်အဲ့တော့ကျွန်တော်ကဂိုရူမာလို့ပေါ့နော်ဒီလိုမျိုး in a drop it down that propositional phrase ပေါ့နော်အဲ့ဒီအချို့စလုံးလေးဒါအတော့မြတ်တဲ့စလုံးလေးကိုကျွန်တော်အရှင်းပြပေးတာပါနော်အဲ့ဒီမှာ in advance ဆိုလို့ရှိရင်လည်းကျွန်တော် email တို့ပေါ့နော်အဲ့လိုပို့တဲ့နေရာမှာဆိုလို့ရှိရင်တခုခုကျွန်တော်တောင်းဆိုလို့ရှိရင်ပေါ့နော် ကျွန်တင်ပြီးတော့ယေစုတင်ပါတယ်နောက်တော့ပြောချင်တယ်ဆိုရင်ကျွန်တော်ဂရုမာတို့ thanks in advance အဲ့ဒီပုံစံနဲ့တို့လို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့အားလုံးပဲနားလည်မယ်ပေါ့နော်ရှင်းပါမယ်လို့ထင်ပါတယ်ရှင့်ယေစုများကြီးတင်ပါတယ်ရှင့်